အားလုံးပဲမင်္ဂလာပါရှင်ရောဒေတာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာကြီးမြတန်းတင့်ရဲ့နိုင်ငံတကာခေတ်သစ်ဂန်ဝင်ဝိထုတို့များတစ်ဆိုတဲ့စာအုပ်လေးတွေကဓားဆရာဟန်ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးကြပါတယ်ရှင်ဓားဆရာဟန်ရှီကာနာအိုယာမှာထင်ရှား၍ဂျပန်ပြည်တွင် လေးစားကြည်ညိုခြင်းခံရသည့်စာရေးဆရာကြီးတစ်ဦးဖြစ်ပြီးယခုအချိန်တွင် အသက်80ကျော်လီပြီး နောက်ရသည်အမောင်ဒုတို့ခီးသွားခြင်းအမည်ရှိဝိထုရှိကြီးတပုတ်ကိုသာရေးသားခဲ့တော်လဲထိုဝိထုကြီးမှာခစ်သက်ကံဝင်တစ်ခုအဖြစ်အတိမတ်ပြုထားကြပြီးမြန်မောက်ခေဂျပန်စာပေတွင်ဩဇာကြီးသည့်ဝိထုကြီးတပုတ်ဖြစ်သည်နောက်ရသည်အများအားဖြင့်ဝိထုတို့များကိုသာရေးလေးရှိသည်ယခုဖော်ပြသည့်ဓာဆရာဟန်ဆိုသည့်ဝိထုမှာ1973ခုနှစ်ကရေးခဲ့သည့်ဝိထုတို့ဖြစ်သည်ဤဝိထုတွင် ဓာဆရာဟန်ဤစိတ်ဓာဗေဒဆိုင်ရာအဖွဲ့သည်ညာစွာစိတ်ဝင်စားပွဲကောင်းသည့်အဖွဲ့ဖြစ်သည်တရားခံဖြစ်သူဓာဆရာဟန်ကို လူတတ်မှုဖြင့်အပြစ်ပေးတင်သလားမပေးတင်သလားဆိုသည်ကိုဆိုင်းဆရာ တင်ပြသွားပုံမှာအမှုပညာမြောက်သည်တရုတ်ဓာမျက်လက်ဆရာဟန်သည်ဓာမျက်လက်ပြနေစဉ်သူမိမ၏လေပင်ကြောကိုဓာဖြင့်ပေါက်မိသဖြင့်လေပင်ကြောပြတ်သွားသည့်အခါအလုံးတအန့်အော်ဖြစ်ကုန်ကြသည် ဓာပေါက်ခံပြသည့်သူ့ဇနီးတယ်လေးမှာပွဲချင်းပြီးတည်သွားလေသည်ဓာဆရာဟန်ကိုလည်းဆိုင်ရာတို့ကချက်ချင်းဖမ်းဆီးလိုက်သည် ထိုကိစ္စဖြစ်ပွားစဉ်ကဇက်ယုံမန်နေဂျာဓာဆရာဟန်ဤလက်ထောက်မျက်လှည့်ဆရာအစီအစဉ်ကြီးညာသူနှင့်ပရိသတ်300ကျော်တို့ရှိကြသည်ပွဲကိုထိန်းရန်တာဝန်ကျသည့်ဖြင့်ပရိသတ်နောက်တွင်ရောက်နေသည့်ရဲသားတစ်ယောက်လည်းရှိသည် ။ဤမြတ်တတ်သေးအစုံလင်ရှိသည့်တိုင် ထိုကိစ္စသည် မတော်တဆလော တမင်လှုပ်ခြင်းလော ဆိုသည်ကိုမြည်သူမြမပြောနိုင်ပဲဖြစ်နေကြသည်။ဖြစ်ပုံမှာဤသို့ဖြစ်၏။ဓာပေါက်ခံပြရမည်ဇနီးသည် သူ့ဇနီးသည်တကယ်ရက်တစ်ချက်လောက်ရှိသည့်ပြင်ပြားကြီးတစ်ချက် ရှည်တွင်မတ်တက်ရနေရသည်။ဒါစီယာဟန်ကလေးကိုက်အကွာလောက်မှနေ၍သူ့မိမ၏ခန္ဓာကိုယ်ပပလဲတစ်သားပြားပေါ်တွင်ဓာဖြင့်ပေါက်ပြရသည် ဓာကြီးများသည်သူမိမ၏ခန္ဓာကိုယ်ကိုကောက်ကြောင်းဖော်ပေးသည်နှင့်ပြင်းများပေါ်တွင်စိုက်နေရမည်ဓာကို ပေါက်လိုက်စဉ်တွင်ဓာဆရာဟန်သည် ကိုကိုကိုအားပေးသည့်အနေဖြင့်အာဟုဩလိုက်သည်ထိုမှုကိုစစ်ဆေးသောတရားသူကြီးကဇယုံမန်နေဂျာကို ပထမဆုံးမေးမြန်းသည် ခုဓာပေါက်ပြတဲ့အခန်းဟာတော်တော်ခက်တယ်လို့ထင်သလားကျွမ်းကျင်သူတယောက်အနေနဲ့ကတော့တိတ်ခတ်ခဲလာတဲ့ကိစ္စမဟုတ်ပါဘူးခင်ဗျာသို့တော်လည်းကျွမ်းကျင်သူဖြစ်သည့်အချိန် ကိုလိုချင်တဲ့နေရာကိုတိတိကျကျမှန်ဖို့အတွက်စိတ်ငြိမ်ဖို့နဲ့အာယုံမပြတ်ဖို့အလွန်အရေးကြီးပါတယ်။ကောင်းပြီ။ဥပမာအားဖြင့်မတော်တဆပဲဖြစ်တယ်ပဲဆိုကြပါစို့။ဒီမတော်တဆဖြစ်တာမျိုးကရောဖြစ်ခဲတယ်မဟုတ်လား။မှန်ပါတယ်။တော်တော်ဖြစ်ခဲပါတယ်။ဒီလိုသာမကြာခဏဖြစ်တဲ့ရင်ကျွန်တော်ကလည်းကျွန်တော်စိတ်ယုံကိုမငားပါဘူး။ဒါဖြစ်ရင်တမင်လောက်တာလို့ကိုပြောနိုင်မလား။မထင်ပါဘူးခမညာ။မထင်ရတဲ့အကြောင်းကဒီလိုပါ။ ဆနဘေကွာကနေပြီးလူကိုလွတ်အောင်ဓာတ်နဲ့ပေါက်ပြရရတယ်ဆိုတာဟာကျွမ်းကျင်မှုလိုယုံတယ်မကဘူးဘာခေါ်မလဲဘေးရှိနိုင်သလားမရှိနိုင်ဘူးလားလို့အလိုလိုသိနိုင်တဲ့အာယုံတစ်မျိုးလဲလိုပါတယ်ဟိုတုန်းကတော့ဒီလိုကိစ္စမျိုးမှာဘလို့မှအမှားအယွင်းအတိန်ဆောင်မရှိနိုင်ဘူးလို့ကျွန်တော်တို့ထင်ခဲ့ကြတာပါပဲသို့တော်လည်းဒီကိစ္စကို မြင်လိုက်ရတော့မှအတိန်ဆောင်ရှိနိုင်တယ်ဆိုတာကျွန်တော်တို့သိရပါပြီခင်ဗျာကဲဗျာခုကိစ္စကိုခင်ဗျာဘလို့ထင်တယ်လဲ တော်တဆဖြစ်တယ်လို့ထင်သလားဒါမှမဟုတ်တမင်လောက်တယ်လို့ထင်သလားဒါတော့ကျွန်တော်မပြောတတ်ပါဘူးခမညာတရားသူကြီးသည်ဝေခွဲမြဖြစ်လျက်ရှိလေ၏အမှုကလူသေးမှုတို့ရရင် လူတတ်မှုလော တင်ကူးကြံရွယ်၍တတ်သည်လောဤဒီကိုမဝေခွဲနိုင်လူတတ်မှုဆိုလျင်ကတတော်ပါနဲ့လိမ့်မာစွာကြံစီတက်ဖြက်ခြင်းဖြစ်လိမ့်မည်ဟုတရားသူကြီးထင်သည်ထို့နောက်တရားသူကြီးကဓာမျက်လက်ဆရာ၏လက်ထောက်ကိုမေးသည် ထိုဓာမျက်လက်ဆရာကြီးလက်ထောက်မှာဓာဆရာဟန်နဲ့နှစ်ပေါင်းများစွာအတူတူလှုပ်ခဲ့ဘူးသူဖြစ်၏တရားခံရဲ့အနေထိုင်ဘလို့ရှိသလဲအင်မတန်အနေထိုင်ကောင်းပါတယ်ခင်ဗျာဖဲမရိုက်ဘူးအရက်သေးစားတို့ဘာလို့လဲမတောက်ဘူးပျော်ပါလဲမလိုက်ဘူးပြီးတော့လွန်ခဲ့တဲ့နှစ်တုန်းကပဲခရီးယန်ဘာသာတဲကိုဝင်ခဲ့ပါသေးတယ်အင်္ဂလိပ်စာသင်နေပြီးတဲ့အားတဲ့အချိန်မှာဆိုရင်တမာကျန်းစာတို့ဘာလို့ကိုပဲဖတ်နေတာပါပဲတေသူသူ့မိမရဲ့ဇာတိတာကတော့ သူလဲကောင်းပါတယ်။ရုံးတော်ကတည်တဲ့အတိုင်းနေတကာလှဲ့ပြီးဒီလိုလောက်ကင်စားကြရတဲ့လူများဟာအကျင့်စာရိတ္တနဲ့ပတ်သက်လာရင် ပြောစရာဆိုစရာ ရှိတတ်ကြပါတယ်။ဒါပေမဲ့ခုအမကတော့ဒီလိုအပြစ်အနာစာမျိုးမရှိပါဘူးခမညာ။အမကရုပ်ကလည်းချောတော့ရောက်လျရာရာမှာပိုးတဲ့ပန်းတဲ့သူတွေဒုနဲ့ဒေးပါပဲ။ဒါပေမဲ့ဒါမျိုးကိုအမကနည်းနည်းမှဂရုမစိုက်ပါဘူး။သူတို့လင်မယားစိတ်နေစိတ်သဘောထားကတော့ကောင်းပါတယ်ခမညာ။အင်မတန်တိမ်မွေ့ပြီးကျင်နာတတ်ပါတယ်။ ။မိတ်ဆွေပေါင်းသင်းတွေပေါ်မှာလည်းအလွန်ကောင်းတဲ့လင်မယားပါ။ဘသူနဲ့မှခွန်ကြီးခွန်ငယ်စကားများတာတို့ဘာတို့ကိုမတွေ့ဘူးပါဘူး။ဒါပေမဲ့ဓာမျက်လဲဆရာကြီးလက်ထောက်သည်စကားကိုဖြတ်လိုက်ပြီးနောက်အတန်ကြာမျှစဉ်းစားနေသည်။ဒါပေမဲ့တခုတော့ရှိပါတယ်ခမညာ။အဲ့ဒီအကြောင်းကိုပြောလိုက်ရင်ကျွန်တော်ဆရာအပေါ်မှာများအပြစ်လေးသွားမလားမသိဘူးအမှန်တိုင်းပြောရရင်တော့သူတို့လင်မယားနှစ်ယောက်ဟာတခြားသူတွေအပေါ်မှာသာကောင်းကြပါပဲသူတို့အချင်းချင်းကြတော့ခက်တန်းတန်းခက်မှန်မှန်ပါပဲခင်ဗျာ ဘာဖြစ်လို့လဲဒါတော့ကျွန်တော်လည်းမသိပါဘူးခင်ဗျာခင်ဗျားနဲ့စသည်တုံးကလေးကသူတို့နှစ်ယောက်ဟာဒီလိုပဲတယောက်ပေါ်မှာတယောက်ကျင်းကျင်းနာနာမရှိကြဘူးဆိုပါတော့မဟုတ်ပါဘူးခင်ဗျာဒီလိုဖြစ်လာတာမကြသေးပါဘူးလွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှဖြစ်လာတာပါအဲ့ဒီတုန်းကအမကကိုဝင်နေခင်ဗျာကလေးကရမ်းမစေပဲမွေးပြီး၃ရက်လောက်ကြာတော့ဆုံးသွားပါတယ်အဲ့နောက်တော့သူတို့ဆက်ဆံရေးဟာတိတိတသာပြောင်းလဲသွားပါတယ်တခါတလေကြာတော့ဘာမဟုတ်တဲ့အကြောင်းလေးနဲ့လည်းအကြီးအကျယ်ရမ်းဖြစ်ခြင်းရမ်းဖြစ်နေတယ်ခင်ဗျာ ျွန်တော်ဆရာရဲ့မျက်နှာကိုကြည့်ရတာလဲသွေးမရှိတော့သလိုအမြဲဖြူရော်ရော်ဖြစ်နေတတ်ပါတယ်။ရံဖြစ်ပြီးတော့လဲစကားတစ်ခွန်းမှမပြောတော့ပဲမှုံနေတော့တာပါပဲ။ကျွန်တော်ဆရာဟာသူများကိုရိုက်ဖို့နှက်ဖို့မပြောနဲ့ပြွဲစိတ်ကလေးတကောင်ကိုတောင်တတ်တဲ့လူမျိုးမဟုတ်ပါဘူး။ဒီလိုရိုက်မောင်းပုံမောင်းလှုပ်တာအော်ကြီးဟစ်ကျဲရံဖြစ်တာမျိုးလဲသူမကြိုက်ဘူး။ဒါပေမဲ့ခုတော့ရုံးတော်ကမြင်တဲ့အတိုင်းလုံးလုံးကြီးပြောင်းလဲသွားတယ်ခမ။သူ့မျက်လုံးတွေကိုကြည့်လိုက်ုံနဲ့ဒေါသခိုးတွေထွက်နေသလားလို့တောင်အောက်မရတဲ့ တခါတလေကျတော့သူ့မျက်လုံးတွေကိုကျွန်တော်တောင်ကြောက်မိသေးတယ်ခမညသူတို့လင်မယားအခြေအနေကစိုးတီထက်စိုးလာတဲ့အခါကျတော့တနေ့မှကျွန်တော်ကဆီယာဟန်ကိုမေးမိတယ်ခမညဒီလောက်တောင်ဖြစ်နေရင်လည်းဘာဖြစ်လို့မကွာသလဲဆရာကွာလိုက်ကြပါလားလို့ကျွန်တော်ကပြောမိတယ်ဒီတော့သူကသူ့မိမကိုသူမချစ်တော့ဘူးတဲ့စိတ်ကုန်ခန်းသွားပြီတဲ့ဒါပေမဲ့ကွာရှင်းဖို့ဆိုတာကျတော့လေခိုင်လုံတဲ့အကြောင်းမရှိတော့ခက်တယ်တဲ့သူကဒီလိုဖြစ်တော့ကျွန်တော်အထင်သူ့မိမကလည်းသူ့အပေါ်မှာအချစ်ကုန်ခန်းသွားတယ်လို့ထင်တာပဲခမညာ ဆရာဟန်ကလည်းကျွန်တော်ကိုဒီတိုင်းပဲပြောပါတယ်ကျွန်တော်အထင်ပြောရရင်တော့ကျွန်တော်ဆရာတမန်ကျန်းစာကိုဖတ်တာဖျားတရားဘက်ကိုတိတ်လိုက်နေတာတွေဟာသူ့ရင်ထဲမှာရှိတဲ့ဒေါသတွေကိုငြိမ်းအောင်လုပ်နေတယ်လို့ပဲထင်တာပဲခမညမုန်းစရာအကြောင်းမွေမွေရရမရှိပဲမုန်းနေတဲ့အတွက်ဒီမုန်းတွေအာဃာတတွေပြည်အောင်လုပ်တာလည်းဖြစ်နိုင်တာပေါ့ခမညအမှန်ကတော့ဆရာကတော်ဟာတော်တော်တနာစရာကောင်းတဲ့မိန်းမပါလွန်ခဲ့တဲ့၃နှစ်လောက်ကဆရာဟန်နဲ့အိမ်ထောင်ကြခဲ့ပြီး သူနဲ့အတူနေတကာလိုက်ပြီးမျက်လှည့်ပြခဲ့ပါတယ်။ဆရာဟန်နဲ့ကွဲသွားလို့သူ့ရဲ့ရွာကိုသူပြန်သွားရင်တော့နေကောင်းသားကောင်းရဖို့တိတ်မလွယ်တော့ပါဘူး။အရက်တကာကိုဒီလောက်လှဲ့လေသွားနေတဲ့မိန်းမတယောက်ကိုဘဲယောက်ျားကယုံတော့မလဲခင်ဗျာ။ဒါကြောင့်မို့ဆရာဟန်နဲ့အဆင်မပြေသည့်အတိုင်းဘဲကိုမှမသွားပဲပေးကက်နေတယ်လို့ထင်တာပါပဲ။ခုတည်ရတဲ့ကိစ္စနဲ့ပတ်သက်လို့ခင်ဗျာဘယ်လိုထင်သလဲ။ဘာကိုပြောတာလဲခင်ဗျာ။မတော်တဆဖြစ်တာလားတမင်တရားအောင်ကြံတာလားလို့မေးတာလား။ဟုတ်တယ်။ အဲ့ကိစ္စဖြစ်တဲ့နေရာဆိုပြီးကျွန်တော်လည်းဘက်ပေါင်းစုံကစဉ်းစားနေရပဲခင်ဗျဒါပေမဲ့စဉ်းစားလေလေကျွန်တော်မှရှုပ်လေလေဖြစ်နေပါတယ်ဒါနဲ့ဒီเจ้าကိုအစီအစဉ်ကြီးညာတဲ့လူနဲ့ပြောကြည့်လို့တော့သူလည်းမစဉ်းစားတတ်အောင်ဖြစ်နေပြီလို့ပြောပါသေးတယ်ကောင်းပြီဒါဖြင့်နောက်တစ်ခုံးမေးမယ်အဲ့ဒီကိစ္စဖြစ်လိုက်တဲ့အချိန်တုန်းကခမားစိတ်ထဲမှာတမင်လောက်တာလားမတော်တဆပဲဖြစ်တာလားလို့အတွေးများပေါ်မလာမိဘူးလားပေါ်မိပါတယ်ခင်ဗျာ ဆရာဟန်ဟာစိတ်ဆိုးဆိုးနဲ့သူ့မိန်းမကိုတက်မြတက်ပြစ်လိုက်လေသလားလို့ကျွန်တော်ထင်မိပါတယ်ခင်ဗျာတမင်တက်တယ်လို့ပဲထင်လိုက်တယ်ပေါ့ဟုတ်ပါတယ်ခင်ဗျာဒါပေမဲ့အစီအစဉ်ကျင်ညာသူကတော့လက်ချော်သွားတယ်ထင်တယ်လို့ပြောပါတယ်ဒါပေမဲ့သူကသူ့လင်မယားရဲ့ဆက်ဆံရေးကိုခင်ဗျားလောက်မသိဘူးမဟုတ်လားဟုတ်ကဲ့သိချင်မှသိပါလိမ့်မယ်ခင်ဗျာဒါပေမဲ့သူ့မိန်းမကိုတမင်တက်တယ်လို့ကျွန်တော်ထင်လိုက်တာဟာသူ့အကြောင်းကိုသိလို့ထင်တာမဟုတ်ဘူးဆိုတာနောက်ပြန်စဉ်းစားတော့သိလာပါတယ် သူ့မိန်းမကိုဓာမှန်လိုက်တော့ခမည်းဆရာဘလို့ဖြစ်သွားတယ်လဲဟာဆိုပြီးတစ်ချက်អော်လိုက်ပါတယ်သူ့អော်တန်ကြားလို့ကျွန်တော်လှမ်းကြည့်လိုက်တော့ဆရာကတော်ရဲ့လေဘင်းကသွေးတွေပန်းထွက်နေတာကိုမြင်လိုက်ရပါတယ်ဆရာကတော်ဟာအတော်ကြာမတ်မတ်ရက်နေသေးတယ်ခမည်းပြီးတော့မှဒူးတွေတဖြည်းဖြည်းညှို့ကြလာပြီးရှေ့ကိုရိုင်လဲကျသွားပါတယ်။ဓာလဲကျသွားရောသူလဲကျမ်းပြင်ပေါ်ကို ပုံလျက်သားကျသွားတာပါပဲ ျွန်တော်တို့လည်းဘာမှမလုပ်တတ်ပဲကြက်သေးသေးပြီးကြည်နေကြပါဗါးအဲ့တုန်းကကျွန်တော် သူ့ကိုမကြည့်လိုက်မိတဲ့အတွက်ဘလို့နေသလဲဆိုတာတော့ကျွန်တော်မသိလိုက်ဘူးခမရသူတမင်တက်တာဖြစ်မှာပဲလို့ကျွန်တော်စိတ်ထဲမှာပေါ်လာတဲ့အခါကျတော့မှကျွန်တော်သူ့ဘက်ကိုလှည့်ကြည့်မိတယ်ခမရသူ့မျက်နာကလူသေးမျက်နာလိုဖြူပွက်ဖြူရော်ဖြစ်ပြီးမျက်လုံးတွေကိုမှိတ်လို့ခမရအဲ့တုန်းမှဇက်ယုံမန်နေဂျာကကလပ်ကာကိုချပစ်လိုက်တယ်ဆရာကတော့အလောင်းကိုသွားပွေးကြတဲ့အခါကျတော့အသက်ပြောင်းနေပြီခမရဆရာဟန်ဟာ ဒူးထောက်ပြီးအချိန်အတော်ကြာဖျားစာတွေကိုရွတ်ပြီးဆူတောင်းနေပါတယ်။သူကြည့်ရတာဘယ်နဲ့နေသလဲ။တော်တော်စိတ်ထိခိုက်နေပုံရသလား။ဟုတ်ကဲ့။တော်တော်စိတ်လှုပ်ရှားနေပုံရပါတယ်။ဟုတ်ပြီ။နောက်တစ်ခါဆစ်စရာရှိရင်ထပ်ခေါ်အောင်မယ်။တရားသူကြီးသည် မျက်လဲစရာဤလက်ထောက်ကိုဆစ်ဆေးပြီးလင်တရားခန်းစရာဟန်ကိုဆစ်ဆေးလေ၏။ဓားစရာဟန်ဤပါးနှက်ထက်မြက်ဟန်ရှိသောမျက်နာမှာဖြူရော်ချုံးကြလျက်ရှိ၏။ ကြည်လယုံဖြင့်ပင်ကြီးကျယ်တုံလုံးခြောက်ချားနေမှတည်တာနိုင်သည်ဝက်ချံထဲတွင်တရခန်ထရရလိုက်သည့်အခါ၌တရားသူကြီးကဇက်ခုံမန်နေဂျာနှင့်မောင်မင်းရဲ့လက်ထောက်ကိုတော့ဆစ်ပြီးပြီခုမောင်မင်းကိုဆစ်မယ်ဆရာဟန်ကခေါင်းငိမ့်ပြသည်မောင်မင်းရဲ့မိန်းမကိုတကယ်ချစ်ရလားမှန်မှန်ဖြေပါကျွန်တော်တို့လက်ထက်တဲ့နေ့ကစပြီးကလေးရတဲ့နေ့ထိကျွန်တော်မိန်းမကိုကျွန်တော်အသေးလေးချစ်ပါတယ်ခင်ဗျာဒါဖြင့်ကလေးမွေးပြီးခါမှဘာဖြစ်လို့အချစ်ယော့သွားတာလဲ ကျွန်တော်နဲ့ရတဲ့ကလေးမဟုတ်ဘူးဆိုတာသိလို့ပါဒါဖြင့်ဘသူနဲ့ရတဲ့ကလေးဆိုတာကိုတော့မောင်မင်းသိသလားသိပါတယ်ခင်ဗျာသူနဲ့ဆွေရိပ်မျိုးရိပ်မကင်းတဲ့ကလူတယောက်ပါအဲ့ဒီလူကိုတော့မောင်မင်းလူကိုယ်တိုင်သိသလားသိပါတယ်ကျွန်တော်နဲ့လည်းခင်ပါတယ်သူတိုက်သွင်းလို့ကျွန်တော်တို့လက်ထပ်ဖြစ်ခဲ့ကြတာပါဒါဖြင့်အဲ့ဒီလူနဲ့မောင်မင်းရဲ့မိန်းမဟာမောင်မင်းတို့လက်မထက်ခင်ကတည်းကရင်းနှီးနေခဲ့တဲ့သဘောပေါ့ဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့လက်ထက်လို့ရှစ်လအကြာမှာကလေးမွေးပါတယ် မောင်မင်းရဲ့လက်ထောက်မျက်လဲဆရာကလာမစေပဲမွေးတယ်လို့ပြောပါကလားဟုတ်ပါတယ်ဒါကျွန်တော်ကပဲပြောခဲ့တာပါကလေးဟာမွေးပြီးမကြခင်မှာပဲဆုံးသွားတယ်လို့ဆိုတယ်အဲ့ဒီတိုင်ဟုတ်ရဲ့လားဘာဖြစ်လို့ဆုံးတာလဲအမင်းတို့တိုက်ရကရင်ဘတ်နဲ့ဖိမိလို့မုံမီဆုံးသွားတာပါမောင်မင်းမိမဟာတမင်လောက်တယ်လို့များမထင်မိဘူးလားသူကတော့မတော်တဆဖြစ်တယ်လို့ပြောပါတယ်တရားသူကြီးသည်တိတ်ဆိတ်သွားကဆီယာဟန်ဤမျက်နာကိုအတန်ကြာမြစိုက်ကြည့်လျက်ရှိလေ၏ ဆရာဟန်သည်ခေါင်းမော့ထားတော်လဲမျက်လွာကိုချကနောက်ထပ်မေးမိမေးခွန်းကိုစောင့်နေသည်တရားသူကြီးကဆက်မေးလိုက်၏ဒီပြင်ယောက်ျားတယောက်နဲ့ဖြစ်ခဲ့မှုတာကိုမောင်မင်းကိုဖွင့်ပြောဘူးသလားမပြောဘူးပါဘူးကျွန်တော်ကလည်းမမေးဘူးပါဘူးကလေးသေးသွားရတာဟာသူ့အမသူ့အမတန်ကိုသူခံလိုက်ရတာပဲလို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့တတ်နိုင်သမျှသဘောထားကြီးကြီးထားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ ဒါပေမဲ့နောက်ဆုံးကြတော့မောင်မင်းသဘောထားမကြည့်နိုင်ဘူးပေါ့ဟုတ်ပါတယ်ခင်ဗျာကျွန်တော်သဘောထားမကြည့်နိုင်တော့ပါဘူးကလေးတီတာဟာသူ့အမားအတွက်လုံလောက်တဲ့ပြစ်ဒဏ်လို့ကျွန်တော်မထင်ပါဘူးသူ့မျက်နာကိုမမြင်ရခင်မှာတော့ကျွန်တော်ခေါင်းအေးအေးနဲ့စဉ်းစားနိုင်ပါတယ်ဒါပေမဲ့သူ့မျက်နာကိုမြင်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်ရင်ထဲမှာဘလောင်ဆူလာပါတယ်ဘလို့ဖြစ်လာမှန်းမသိပါဘူးကွာရှင်းပြက်ဆဲဖို့များစဉ်းစားမိဘူးလားစဉ်းစားမိပါတယ်ဒါပေမဲ့သူ့ကိုတော့တလုံးမှဖွင့်မပြောဘူးပါဘူး သူ့ကိုပြစ်သွားရင်သူတို့ရင်ခွဲနာကြတိတ်မှာပဲလို့မကြခဏကျွန်တော်ကိုပြောတတ်ပါတယ်။သူကမောင်မင်းကိုတော်တော်ချစ်သလားမချစ်ပါဘူး။မချစ်ရင်ဘာဖြစ်လို့ဒီလိုစကားမျိုးတွေပြောသလဲ။ကျွန်တော်အထင်ပြောရရင်တော့သူ့နေရေးထိုင်ရေးကတိလင်တဖြစ်မှာဆိုလို့ပြောတယ်ထင်တာပဲ။သူတို့သားချင်းတွေကတော်တော်လေးရှားပါးပင်ပန်းကြပါတယ်။ရှိသမျှပစ္စည်းလဲသူ့ကိုကြီးတုံးဖြုံပြလို့ဘာမှမရှိတော့ပါဘူး။ ီးတော့ကျွန်တော်လိုအ ਨੇ တကာလှည့်ပြီးမျက်လှည့်ပြစားနေတဲ့လူတယောက်ရဲ့မိန်းမမျိုးကိုလည်းဘယ်ယောက်ကြားကမှအတီတကြယူမှာမဟုတ်ဘူးဆိုတာသူ့ဘာသာသူရိတ်မိဟန်တူပါတယ်။ဒီပြင်လောက်ကင်လောက်ဖို့ဆိုတာကလည်းသူ့မှာပညာရည်ချင်းရယ်လို့မရှိတော့မောင်မင်းတို့လင်မယားရဲ့ဆက်ဆံရေးကိုမိကျင်နာကလင်မယားဆက်ဆံရေးမျိုးကိုပြောတာ။ဒီပြင်လင်မယားတွေလိုပါပဲ။မောင်မင်းမိန်းမကမောင်မင်းကိုရောသဘောကျရဲ့လား။ ကျွန်တော်ကိုတိတ်သဘောကျတယ်လို့မထင်ပါဘူး။တကယ်ကတော့ကျွန်တော်မြားဖြစ်နေရတာကိုတော်တော်စိတ်ဆင်းရဲနေတယ်လို့ထင်ပါတယ်။ဒါပေမဲ့ तू တော်တော်တီးခံမိနေပါတယ်။တီးခံတာမှတော်တော်လူဟာသူ့လောက်စိတ်ရှည်ရှည်ထားနိုင်မယ်မထင်ပါဘူး။ကျွန်တော်ဘဝပြက်စီးပြီးဖြူပြဲဖြစ်တာကိုကြောင်တောင် ထိုင်ကြည့်နေတဲ့မိန်းမမျိုးပါ။ကျွန်တော်မှဖြင့်ကောင်းကောင်းမွန်မွန်တင်းတောင်တင့်တယ်နေနိုင်အောင်လှုပ်လိုက်ရတာခါချိုးမတက်ပဲ။ဒါပေမဲ့လင်ဒီလောက်တောင်လှုပ်နေတာကို ၅ယောက်ကြားဟာဖြင့်တားကြွေးမှုမြားကြွေးမှုလုံနေရရှာတယ်တနာပါတယ်ဆိုတဲ့စကားမျိုးအမှုရာမျိုးတခါမှမပြဘူးပါဘူးဒါဖြစ်ရင်မောင်မင်းသူနဲ့ရှင်းရှင်းလင်းလင်းနေကြဖို့ဘာဖြစ်လို့မလုပ်တလဲသူ့ကိုမောင်းထုတ်တာသို့မဟုတ်သူ့ကိုစွန့်ပစ်သွားတာတို့ဘာတို့ကိုဘာဖြစ်လို့မလုပ်တလဲကျွန်တော်မှကျွန်တော်စိတ်ကူးကလေးတွေမူကလေးတွေရှိနေတော့မလုပ်ဖြစ်ပါဘူးဘလို့မူတွေလဲ ကျွန်တော်မိန်းမနဲ့ဆက်ဆံရေးမှာသူကဘလောက်ပဲမှားမှာကိုဘက်ကအမှားယွင်းမရှိအောင်အတက်နိုင်ဆုံးနေမယ်လို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ဟာလည်းနောက်ဆုံးတော့အကောင့်ထဲမပေါ်ခဲ့ပါဘူး။မောင်မင်းမိန်းမကို မောင်မင်းတတ်မယ်လို့များကစိတ်ကူးမပေါ်မိဘူးလား။ဆရာဟန်ကမဖြေ။တရားသူကြီးကထိုမေးခွန်းကိုထပ်မေးသည်။ဆရာဟန်သည် အတန်ကြာစဉ်းစားနေပြီးမှ ကျွန်တော်သူ့ကိုတတ်မယ်လို့စိတ်ကူးမပေါ်ခင်မှာသူ့ဘာသာသူတည်သွားရင်ကောင်းသားလို့ကျွန်တော်ခဏခဏတွေးမိပါတယ်။အကယ်၍များလူတတ်တာကိုဥပဒေအရဘာမှအပြစ်မလုံနိုင်ဘူးဆိုရင် မောင်မင်းဟာ မောင်မင်းမိမကိုမောင်မင်းတတ်မိမှာပဲပေါ့။ဥပဒေကိုကျွန်တော်ထည့်မစင်စားပါဘူး။သူ့ကိုမတတ်ခဲ့မိတာကလည်းဥပဒေကိုကြောက်လို့မဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်မတတ်ရဲလို့ပါ။ဒါပေမဲ့စိတ်ထဲမှာတော့သူတည်သွားရင် သူမရှိတော့ရင် ကျွန်တော်ဘဝဟာကောင်းသွားမှာပဲလို့ထင်နေပါဗျ။ လူပဲဖြစ်ဖြစ်နောက်ဆုံးကျတော့မောင်မင်းမိမကိုတတ်ဖို့မောင်မင်းကြံစီခဲ့တယ်မဟုတ်လားဟုတ်တယ်မဟုတ်လားနောက်ကျတော့မောင်မင်းစိတ်ကူးမိတယ်မဟုတ်လားဟုတ်ကဲ့တကြိမ်တခါတော့စိတ်ကူးပေါ်ခဲ့မှုပါတယ်ဒါပေမဲ့တကယ်လက်တွေ့လုံးမယ်လို့ဆုံးဖြတ်သည်အထီတော့မရောက်ခဲ့ဘူးပါဘူးဒီလိုစိတ်ကူးပေါ်ခဲ့မှုတာဘလောက်ကြာသွားပြီလဲအချင်းမဖြစ်ပွားမီတညကပါပိုပြီးတိတိကျကျပြောရရင်မနက်ပိုင်းအထီအဲ့ဒီစိတ်မျိုးရှိနေပါသေးတယ်ဒီတောတွင်းမှာမောင်မင်းတို့လင်မယားစကားများထားကြတယ်မဟုတ်လား မှန်ပါတယ်ဘာကိစ္စစကားများကြတာလဲဘာမှမဖြစ်လို့တဲ့အသေးပွားကလေးပါခင်ဗျာထုတ်ပြောလို့တော့မကောင်းပါဘူးပြောစမ်းပါအောင်လေအစားအသောက်ကိစ္စပါကျွန်တော်အချင်းကစားလို့ရှိရင်စိတ်တူတတ်တယ်ခင်ဗျအဲ့ဒီကတော့ကျွန်တော်မိန်းမကအပြင်းထူနေရနဲ့တော်တော်မိုးကြီးချုံမှထမင်းချက်ရတယ်ခင်ဗျကျွန်တော်လဲစားစားနဲ့တော်တော်လေးစိတ်ဆိုးမိတယ်အဲ့ဒီတော့ကစကားများကြတော့ခိုင်းထက်ကြီးကြီးကျယ်ကျယ်စကားများကြသလားတိတ်မကြီးကျယ်ပါဘူးခင်ဗျခိုင်းလို့ကတော့ကစားဖြစ်ကြအောင်လုပ်ပါပဲ။ ဒါပေမဲ့ဘာဖြစ်လို့မှမသိဘူးကျွန်တော်စိတ်ထဲမှာစာရာတာဖြစ်နေပါတယ်ခုတလောမှာကျွန်တော်နေရေးထိုင်ရေးအတွက်တောင်စဉ်းစားတောင်စဉ်းစားညောက်စဉ်းစားအလုပ်ကလည်းတနေကုန်လို့တော့ပင်မန်းလို့ဒီလိုဖြစ်တာပဲလေလို့ကျွန်တော်ထင်လိုက်ပါတယ်ဒါနဲ့ကျွန်တော်လည်းဘာမှမတက်နိုင်ပဲအတူတူစောစောအိတ်တာကောင်းမယ်ဆိုပြီးအိတ်ရအแทးကို ဝင်ခဲ့ပါတယ်ဒါနဲ့ကျွန်တော်လည်းဘာမှမတက်နိုင်တဲ့အတူတူစောစောအိတ်တာကောင်းနေဆိုပြီးအိတ်ရအแทးကိုဝင်ခဲ့ပါတယ်ဒါပေမဲ့အိတ်ရအแทးရောက်တော့လဲ အဲ့လိုမရဘူးကျွန်တော်စိတ်ထဲမှာအတွေးတွေအမျိုးမျိုးပေါ်နေတယ်ကျွန်တော်ဘာလို့လို့အောင်မြင်မှာမဟုတ်ဘူးဘလောက်ပဲစူးစမ်းစူးစမ်းဘာမှအရာရောက်မှာမဟုတ်ဘူးလို့ကျွန်တော်စိတ်ထဲမှာထင်နေတယ်လက်ထလိုက်တဲ့အချိန်ကစပြီးဒီလိုစင်းစင်းရဲရဲနွမ်းနွမ်းပါပါဖြစ်လာခဲ့လေတော့မရရကန်ဆိုးပြီလို့ပဲကျွန်တော်အောင်းမိလိုက်ပါတယ်ကျွန်တော်ဘဝမှာအလင်းရောင်ဆိုလို့မရှိသလောက်မှောင်မဲနေတယ်လို့လည်းခံစားမိတယ်အလင်းရောင်ကလေးလိုချင်တယ်ဒါပေမဲ့နောက်ဆုံးတော့ အဲ့ဒီဆန္ဒကလေးတောင်ပျောက်သွားပါတယ်ကျွန်တော်စိတ်ထဲမှာအခြေအနေကောင်းအောင်ကြိုးစားခြင်းနဲ့စိတ်ကလေးတော့ကြံနေပါသေးတယ်ဒီစိတ်ကလေးပါပျောက်သွားပြီဆိုရင်တော့ကျွန်တော်ဘဝဟာလည်းရှင်လျက်တည်သူနဲ့ဘာချားနာတော့မှလည်းခင်ဗျာဒီတော့မှ तू သေးပါစေ तू သေးပါစေလို့စိတ်ထဲကအလိုလိုဆုတောင်းနေမိတယ်ခင်ဗျာဒီလိုဆုတောင်းရတာကောင်းတော့မကောင်းဘူးပေါ့ခင်ဗျာငါဘာလို့တက်ရမှာလဲသူ့ဘာသာသူသေးရင်ကောင်းမှာပဲလို့အောင်းမေပြီး तू သေးဖို့ပဲဆုတောင်းနေမိပါတယ် ီလောက်တောင်သေစေခြင်းနေရင်ငါကိုယ်တိုင်တက်လို့ကတော့ဘာဖြစ်မှာလဲလို့ကျွန်တော်တွေးမိလာပါတယ်သူ့ကိုတက်မိလို့တခုခုဖြစ်တော့ကဘာရေးလဲအလွန်ထောင်တသက်ရှိတော့မပေါ့အပြင်မှာခုလိုနေရတာနဲ့ဆိုင်ရင်ထောင်ထဲမှာနေရတာကပိုပြီးတောင်ကောင်းလိုက်အောင်မယ်လို့ကျွန်တော်ထင်မိလာတယ်ခင်ဗျဒါပေမဲ့ခက်တာက သူ့ကိုကျွန်တော်တက်လိုက်ပါပြီတဲ့။သူသေသွားတော့ကောကျွန်တော်ပြဿနာတွေကရှင်းသွားပြီတဲ့လား။ကျွန်တော်စာဝင်နေရေးပို့ပြီးတိုးတက်လာမတဲ့လား။ဒါဟာဘဝကိုရင်မဆိုင်ရဲပဲကြံမိကြံရကြံတာနဲ့မတူဘူးလား။ ပြဿနာကိုရေမဆိုင်ရဲတာနဲ့ကိုယ့်ဘဝသားကိုတတ်တည်တာမျိုးနဲ့တူမနေဘူးလား။အေးလေမတတ်နိုင်ဘူးဖြစ်လာတဲ့ဘဝကိုရဲရဲရင်ဆိုင်ရမှာပဲ။ကို့အကြောင်းနဲ့ကိုဖြစ်လာကြတာကိုဖြစ်သည်မအကြောင်းအကောင်းကြီးပဲအောင်းမရတော့မှာပေါ့လို့ကျွန်တော်ကိုယ့်စိတ်ကိုဖြေပါတယ်။ဒီလိုနဲ့ကျွန်တော်အိပ်ရာပေါ်မှာရောက်ရက်ခတ်ပြီးဟိုတွေးဒီတွေးတွေးရင်လဲနေမိတယ်။ကျွန်တော်ကိုစိတ်မချမ်းသာစေခဲ့တဲ့အကြောင်းရင်းဖြစ်တဲ့ကျွန်တော်မိမကကျွန်တော်ဘေးမှာအိပ်လို့ကျွန်တော်ရင်ထဲမှာမောပန်းကုန်ခန်းပြီးအိပ်လို့မရပဲဖြစ်နေတယ်။ ကျွန်တော်ခေါင်းထဲမှာလည်းဘလို့ဖြစ်သွားမှန်းမသိဘူးဟာလာဟင်းလင်းဖြစ်ပြီးကြောင်တောင်တောင်ဖြစ်နေတယ်ဒီလိုတွေးရင်ကျွန်တော်မိမကိုတတ်ဖို့ဆိုတဲ့စိတ်ကူးဟာလည်းခေါင်းထဲကအလိုလိုပျောက်သွားတယ်ကျွန်တော်စိတ်ဟာဟာလာဟင်းလင်းဖြစ်ပြီးကြောင်ခြောက်ခြားဖြစ်နေတယ်ကျွန်တော်ဘဝကိုကောင်းအောင်တာယာအောင်ကြိုးစားမယ်လို့အာတင်းဆုံးဖြတ်ပေမဲ့ကျွန်တော်ဟာကောင်းမွန်တာယာတဲ့ဘဝမျိုးကိုတည်ဆောက်နိုင်အောင်အာမန်တတိရှိတဲ့ကောင်မျိုးမဟုတ်ဘူးဆိုတာကိုကိုယ့်ဘာသာကိုစဉ်းစားမိတယ်ဒီလိုနဲ့တလူးလူးတလိမ့်လိမ့်စဉ်းစားနေလိုက်တာ မိုးထိန်ထိန်နင်းလို့ကြည်လိုက်တော့ကျွန်တော်ဘေးမှာကျွန်တော်မိန်းမကလည်းကျွန်တော်လိုပဲခမညအဲ့လိုမပြောဘူးအဲ့ရကထားတော့တယောက်ကိုတယောက်ခါတိုင်းလိုပဲကောင်းကောင်းမွန်မွန်ဆက်ဆံကြရဲ့လားကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်စကားတခွန်းမှမပြောမိကြဘူးခမညနေစမ်းမအောင်မောင်မင်းကကို့မိန်းမကိုဒီလောက်အထီးဖြစ်နေရင်မပေါင်းမဲသူ့ကိုဒီတိုင်းဖြစ်ထားခဲ့လို့လည်းရသားပဲဘာဖြစ်လို့ဖြစ်ထားခဲ့ဖို့စိတ်မကူသလဲဒီလိုပြစ်ထားခဲ့ရင်ကျွန်တော်ပြဿနာဟာအလိုလိုပြည့်လေသွားလိမ့်မယ်လို့ရုံးတော်ကယူဆပါသလားခင်ဗျာ မရပါဘူးခင်ဗျာပြဿနာကမပြေလည်ပါဘူးဒီလိုလုပ်ရင်ပြဿနာကိုရှောင်ထွက်ပြေးတာနဲ့အတူတူပါပဲရုံးတော်ကိုတင်ပြခဲ့တဲ့အတိုင်းကျွန်တော်အနေနဲ့သူ့အပေါ်မှာကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ကိုယ့်ဘက်ကအမှားမရှိအောင်နေဖို့ကျွန်တော်ဆုံးဖြတ်ပြီးသားပါဓာဆရာဟန်ကတရားသူကြီးကိုလှမ်းကြည့်လိုက်သည်တရားသူကြီးကဆက်ပြောရန်အချက်ပေးသည့်အနေဖြင့်ခေါင်းငိမ့်ပြ၏နောက်တစ်နေ့ကျတော့ကျွန်တော်လည်းဒီကိုယ်လုံးနှုံးနေပါတယ်စိတ်လည်းမကြည်မလင်ဖြစ်နေတာပေါ့ခင်ဗျာငြိမ်ငြိမ်ထိုင်နေလို့မရတာနဲ့အဝတ်အစားလဲပြီးအိမ်ကနေမြို့ထဲကိုထွက်လာခဲ့တယ် မြို့ထဲရောက်တော့ဟိုလျှောက်ဒီလျှောက်နဲ့အချိန်ဖြုံးနေပါတယ်။လျှောက်သွားရင်လည်းကို့ဘွားကိုတမျိုးတစ်ပုံပြောင်းအောင်တော့လုပ်ရမှာပဲလို့စိတ်ကူးလာပါတယ်။ဒါပေမဲ့ကျွန်တော်မိန်းမကိုတတ်ဖို့ဆိုတဲ့စိတ်ကူးတော့မပေါ်လာတော့ပါဘူး။တကယ်ကတော့လူတတ်မယ်ဆိုတာစိတ်ကူးထဲမှသာကူးရတာ။တကယ်လက်တွေ့လုပ်ဖို့ကြတော့လွယ်တဲ့ကိစ္စမှမဟုတ်တာခင်ဗျာ။ညနေပိုင်းမှာကျွန်တော်တို့မျက်လည်ပွဲရှိတယ်ဆိုတာလဲကျွန်တော်ကသတိမရဘူးခမ။သတိရရင်ဓာတ်ပေါက်တဲ့အခန်းကိုကျွန်တော်ဖြုတ်ထားလိုက်မှာပေါ့ခမ။ ျွန်တော်မှစားထိုးစရာတခြားအခန်းတွေများကြီးရှိတာပဲဒါနဲ့ညကြတော့မှကျွန်တော်တို့စင်ပေါ်တက်တဲ့အလှည့်ရောက်ပြီးဆိုပါတော့ကျွန်တော်စိတ်ထဲမှာဘာမှထူးထူးထွေထွေမဖြစ်မိဘူးခမခါတိုင်းဆိုရင်ကျွန်တော်တို့ပညာသည်တွေမှာတခုခုဖြစ်တော့မယ်ဆိုရင်တခုခုနမိတ်ပြလေးရှိတယ်ခုတော့ဘာမှလည်းမပြဘူးဓာတ်ပေါက်ခန်းရောက်တော့ကျွန်တော်ကပြိသက်ဘက်ကိုလှဲ့ပြီးဓာတ်တွေကိုပြတယ်ကျွန်တော်ဓာတ်တွေဘလောက်ထက်တယ်ပေါ့လေစက်ကူတွေကိုတိကနေဖြတ်ပြတယ်တက်သားပညာကြီးကိုထောင်ထားပြီးပောက်ပြတယ် ဒီလိုလှုပ်ပြီးတော့ကျွန်တော်မိန်းမလည်းထွက်လာတယ်။ထုံးစံတိုင်းမိတ်ကပ်ခက်ထူထူလိမ့်ပြီးကိုကျက်ပေါင်းမီတို့ကိုကျက်အင်ကြီးတို့ကိုဝစ်လို့ပေါ့ခင်ဗျာ။သူကပရိသတ်ကိုဥညွတ်နှုတ်ဆက်ပြီးသူရရမဲ့နေရာဖြစ်တဲ့ပြင်းများကြီးရှိမှသွားရက်တဲခင်ဗျာ။ကျွန်တော်ကချထားတဲ့ဓမြောင်တစ်လက်ကိုကောက်ပြီးသူနဲ့ခက်လန်းလန်းမှသွားရက်နေလိုက်တယ်။ကျွန်တော်တို့နှစ်ယောက်မျက်လုံးချင်းဆိုင်မိကြတယ်။နင်းညက်နေကလေးကမျက်လုံးချင်းမဆိုင်မိခဲ့ကြတာအခုပထမအကြိမ်ပဲခင်ဗျ။ မျက်လုံးချင်းဆိုင်မိလိုက်တယ်ဆိုရင်ပဲဒီနေ့ညဒီခန်းကိုထည့်ထားလိုက်မိတာမှားပြီဆိုတာကျွန်တော်သိလိုက်ပါပြီမတက်နိုင်ဘူးလေစိတ်ကိုငြိမ်အောင်တက်နိုင်ဆုံးစူးစမ်းရတော့မှာပဲဒါပေမဲ့ခက်တာကကျွန်တော်ကညကအိပ်ရေးလဲပြက်ပင်လဲပင်မန်းနေတော့စိတ်ကိုငြိမ်အောင်ထားဖို့ဆိုတာတိတ်တော့မလွယ်ဘူးခမညကျွန်တော်လက်ကိုလည်းကျွန်တော်မယုံမရဲဖြစ်နေတယ်စိတ်ကိုငြိမ်အောင်စူးစမ်းတဲ့အနေနဲ့မျက်လုံးကိုခဏမှိတ်ပြီးတမာရိရအောင်စူးစမ်းကြည့်တယ်ကျွန်တော်ဒီကိုယ်လုံးဟာတုံနေတယ်ဆိုတာကိုကျွန်တော်သတိထားလိုက်မိတယ် ြောရင်းဆိုရင်ဓာတ်နဲ့ပေါက်ရမယ့်အချိန်ကိုရောက်လာတယ်။ကျွန်တော်လက်ထဲကပထမဓာတ်တလက်ကိုသူ့ကောင်းအထက်နားလောက်စီကိုချိန်ထားလိုက်ပြီးတော့ပေါက်ချလိုက်တယ်။ခါတိုင်းဆိုက်ရမယ့်နေရာရဲ့အထက်တလက်မလောက်အကွာမှာသွားဆိုင်နေတယ်။ကျွန်တော်မိမကလက်နှစ်ဖက်ကိုဘေးကိုစန့်တန်းထားလိုက်တယ်။ကျွန်တော်ကသူ့ဂျိုင်းအောက်ကိုတစ်ဖက်စီပေါက်ရမယ်။ညာဘက်ဂျိုင်းအောက်ကိုပထမဓာတ်တလက်လဲလွတ်လိုက်ရောစိတ်ထဲမှာတမျိုးပဲတခုခုကနောက်ကနေပြီးလက်ကိုတုံဆိုင်ထားသလိုလိုဘာလိုလို ထင်လိုက်မိတယ် ။သဘောကတော့ကျွန်တော်လက်ဟာခိုင်းလို့မသေးကြတော့ဘူးဆိုတဲ့သဘောပဲ။တကယ်၍သတ်မှတ်တဲ့နေရာကိုတိတိကျကျရောက်သွားတယ်ဆိုရင်လည်းကံကောင်းလို့ပဲလို့ပြောရတော့မှာပဲခင်ဗျ။ဒါနဲ့ကျွန်တော်လည်းတတ်နိုင်သမျှသတိထားပြီးစက်ကစားတယ်။ကျွန်တော်မိမရဲ့လေပင်ဘယ်ဘက်စီကိုချိန်ပြီးဓာတ်ဒဇင်လွှတ်လိုက်တယ်။ပြီးတော့လက်ရဘက်ကိုနောက်တစ်စင်းလွှတ်မဲ့အလုံးမှာကျွန်တော်မိမမျက်လုံးကြည့်ပုံတစ်မျိုးဖြစ်သွားတာကိုကျွန်တော်လှစ်ခနဲမြင်လိုက်မိတယ်ခင်ဗျ။ သူ့မျက်လုံးကိုကြည့်ရတာကအတော်ကြီးကိုကြောက်လန့်ကြဖြစ်နေတဲ့ပုံပဲစက္ကန့်ပိုင်းတွင်ဝီးကနေသူ့စီကိုရောက်လာမဲ့ဒီဓာဟာသူ့လေပင်တဲတဲ့ကြီးကိုဝင်ဆိုင်တော့မယ်ဆိုတာသူများကြိုတင်သိလိုက်လေသလားမပြောတတ်ဘူးကျွန်တော်ခေါင်းထဲမှာလဲရိတ်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 နဲ့မူးလာတယ်ကျွန်တော်စိတ်ထဲမှာတော့မူးပြီးလဲကျသွားတော့မယ်လို့တောင်ထင်မိသေးတယ်ကျွန်တော်လဲတေးသေးချာချာချိန်ပြီးဓာကိုလှုပ်လိုက်တယ်တရားသူကြီးသည် စကားတစ်လုံးမှမပြောဘဲဓာဆရာဟန်ဤမျက်နာကိုတိတ်ဆိတ်စွာစူးစိုက်ကြည့်လျက်ရှိလေ၏ ဓာတ်ကိုလက်ကလှုပ်လိုက်တာနဲ့ငါတက်လိုက်မိပြီလို့ကျွန်တော်ချက်ချင်းသိလိုက်ပါပြီ။တမင်ရွေပြီးတက်လိုက်တမင်ရွေပြီးတက်လိုက်တယ်လို့ဆိုချင်တာလား။ဟုတ်ပါတယ်ခင်ဗျာ။တမင်ရွေပြီးတက်လိုက်တယ်လို့ကျွန်တော်ထင်လိုက်မိပါတယ်။ဒီနောက်မောင်မင်းဟာမောင်မင်းမိန်းမရဲ့အလောင်းဘေးမှာဒူးထောက်ထိုင်ပြီးဆုတောင်းနေတယ်ဆိုတာကောဟုတ်သလား။ဟုတ်ပါတယ်ခင်ဗျာ။ချက်ချင်းသတိရလာတာနဲ့ဒီတိုင်းနေပြလိုက်ရင်ကောင်းမှာပဲဆိုပြီးနေပြလိုက်တာပါ။လူတွေကကျွန်တော်ကိုခရီးရန်တယောက်လို့သိထားကြတယ်ခင်ဗျာ။ တကယ်ကတော့ကျွန်တော်ဆုတောင်းနေတာမဟုတ်ပါဘူးဘလို့ရှင်းရမလဲဘယ်ပုံအကြောင်းပြရရင်ကောင်းမလဲလို့စဉ်းစားနေတာပါဒါဖြင့်မောင်မင်းလှုပ်လိုက်တာဟာရည်ရွယ်ချက်နဲ့တမင်လှုပ်လိုက်တယ်ဆိုတာမောင်မင်းသဘောပေါက်တယ်ပေါ့ဟုတ်ပါတယ်ကျွန်တော်သဘောပေါက်လိုက်ပါတယ်ဒါပေမဲ့မတော်တဆဖြစ်တဲ့ပုံမျိုးစောင့်သင့်တယ်လို့ကျွန်တော်ချက်ချင်းသိလိုက်ပါတယ်ဘာဖြစ်လို့တမင်လှုပ်လိုက်တယ်လို့မောင်မင်းထင်လိုက်တာလဲကျွန်တော်မှစဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိတော့လို့ပါမတော်တဆဖြစ်တဲ့ပုံမျိုးလှုပ်ပြလိုက်တော့ လူတွေကအဟုတ်တကယ်ယုံကြည်သွားတယ်လို့မောင်မင်းထင်သလားဟုတ်ကဲ့ဒီလိုပဲထင်ပါတယ်ဒါပေမဲ့နောက်ပြန်တွေးလိုက်တဲ့အခါကျတော့ကျွန်တော်လုပ်ပုံကိုကျွန်တော်ပြန်ပြီးစက်သိမ်းထားမိပါတယ်မိမတည်သွားတဲ့အတွက်အင်မတန်စိတ်မကောင်းဖြစ်နေဟန်ကျွန်တော်ဆောင်ခဲ့ပါတယ်ဒါပေမဲ့တော်တော်တန်တန်ပါနဲ့တဲ့လူဆိုရင်တော့ကျွန်တော်ဟန်ဆောင်နေတယ်ဆိုတာကိုချက်ချင်းသိမှာပါအဲ့ညတုန်းကတော့အကယ်၍ကျွန်တော်ရုံးတော်ရောက်ရင်လဲကျွန်တော်ကိုအပြစ်ပေးတဲ့နယ်ဆိုတဲ့အကြောင်းပြချက်ဘာမှခိုင်ခိုင်လုံလုံမရှိဘူး ငါ့ကိုလူတက်မှုနဲ့ဆွဲရအောင်ဗာများခိုင်ခိုင်မာမာအထောက်ထားရှိလို့လေရုံးတော်ရောက်ရင်လွတ်ပြစ်ရမှာပဲလို့ကျွန်တော်တွေးမိပါတယ်။ဟုတ်ပါတယ်ကျွန်တော်တို့လင်မယားအစင်မပြေကြဘူးဆိုတာလူတိုင်းသိပါတယ်။ဒါပေမဲ့မတော်တဆဖြစ်တာပါလို့ကျွန်တော်ကငြင်းရင်ကျွန်တော်တက်တာပါလို့ဘယ်သူတက်တည်ပြနိုင်မှာလဲ။ကျွန်တော်စိတ်ထဲမှာအားလုံးကိုအမှုလုံပဏိလုံပြန်စင်းစားလိုက်ပြီးတဲ့နောက်ကျွန်တော်မိန်းမတေးတာဟာမတော်တဆတေးရတာပဲလို့ယုတ်တိရှိရှိအကြောင်းပြနိုင်တယ်ဆိုတာကျွန်တော်သဘောပေါက်လာပါတယ်။ ီတော့မှကျွန်တော်စိတ်ထဲမှာထူးဆန်းတဲ့မေကွန်းတစ်ခု ပေါ်လာပါတယ်။ခုကျွန်တော်မိမတည်ရတာဟာမတော်တဆဖြစ်တာမဟုတ်ဘူးလို့ကျွန်တော်ကိုယ်တိုင်ကတော့ဘာဖြစ်လို့ထင်လာရတာလဲ။မင်းညာတော့ကသူ့ကိုတတ်ဖို့ကျွန်တော်စိတ်ကူးခဲ့မိတယ်။ဒီလိုစိတ်ကူးခဲ့မိတဲ့အတွက်ကြောင့်ခုလိုဖြစ်သွားတဲ့ကိစ္စဟာတမင်လုတ်တဲ့ကိစ္စလို့ကျွန်တော်ထင်သွားတာလား။ပြန်စဉ်းစားတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်လည်းဘလို့ကနေဘလို့ဖြစ်သွားတယ်ဆိုတာကိုတည်တည်ချာချာမသိလိုက်ဘူး။ဒီလိုလဲစဉ်းစားမိပြန်ရောကျွန်တော်ပြောသွားတယ် ကျွန်တော်ပြောသွားတယ်ခမအိတ်လို့ပြောသွားတယ်ပျော်လွန်းလို့ကျွန်တော်အော်ဟစ်တောင်ပြစ်လိုက်ခြင်းနဲ့မောင်မင်းကိုယ်တိုင်ကဒါဟာမတော်တဆဖြစ်တယ်လို့ထင်သွားလို့ပြောသွားတာလားဒါလဲကျွန်တော်မပြောနိုင်ဘူးခမခုကိစ္စဖြစ်တာဟာမတော်တဆလားတမင်လောက်တာလားဆိုတာကိုကျွန်တော်ခေါင်းထဲကလုံးလုံးပျောက်သွားလို့ခမဒါဟာကိုနဲ့မဆိုင်ဘူးတမင်လားမတော်တဆလားဆိုတာစဉ်းစားစရာလည်းမလိုဘူးလို့ကျွန်တော်ဘာသာလိပ်ပြာတန်တန်နဲ့စဉ်းစားမိလို့ပါ။ ဒါကြောင့်အမှုကကွင်းလုံးကျွတ်လွတ်စေခြင်းရင်ကျွန်တော်အဖို့အကောင်းဆုံးကစိတ်ထဲရှိတာကိုမှန်မှန်ပြောဖို့ဖြောင့်ချက်ပေးဖို့သာဖြစ်တယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ခုကိစ္စဟာမတော်တဆဖြစ်တာပါလို့ပြောပြီးကိုကိုကိုလည်းလိန်၊သူများကိုလည်းလိန်နေမဲ့အစားကိုတကယ်မသိလိုက်တာကိုမသိလိုက်ဘူးလို့ရိုးရိုးသားသားပွန့်ပွန့်လင်းလင်းပြောတာကပိုမကောင်းမိဘူးလားလို့ကျွန်တော်စဉ်းစားလိုက်မိပါတယ်။ဒါဟာမတော်တဆဖြစ်တာလည်းမဟုတ်ဘူးခမ။ဒါမှမဟုတ်ရင်တမင်လောက်တာလားဆိုတော့လေဒီလိုလည်းမဟုတ်ပါဘူး။ ဒါကြောင့်ဒီကိစ္စမှာကျွန်တော်ဟာအပြစ်မရှိဘူးလို့လည်းမထုတ်ချေလိုပါဘူးအပြစ်ရှိတယ်လို့လည်းဝန်ခံစရာမလိုဘူးထင်ပါတယ်ဒါစရာဟန်သည်တိတ်ဆိတ်သွား၏တရားသူကြီးသည်လည်းတိတ်ဆိတ်နေသည်အတန်ကြာမှကောင်းပြီလေမောင်မင်းပြောတာမှန်တယ်လို့ယုံတော်ကယူဆတယ်တခုတော့မေးရအောင်မယ်မောင်မင်းရဲ့မိန်းမတေသွားတဲ့အတွက်ဝမ်းနည်းပူဆွေးတာမျိုးကနည်းနည်းမှမဖြစ်ဘူးလားနည်းနည်းလေးမှမဖြစ်ဘူးခင်ဗျာကျွန်တော်မိန်းမကိုတိတ်ပြီးခါခါတီးတီးမုန်းငယ်တော့ငါတော့ ူတည်တဲ့အကြောင်းပြောခဲ့ရရင်ခုလောက်ငြိမ်ရေရှက်ရေရှိလိမ့်မှာမဟုတ်ပါဘူး။ကောင်းပြီထိုင်နိုင်ပြီ။ဓားဆရာဟန်သည်ခေါင်းကိုငုံငါရုံခန်းထဲမှ ထွက်သွားသည်။တရားသူကြီးသည် အကြီးအကျယ်စိတ်လှုပ်ရှားလျက်ရှိရာမှကလောင်တန်ကိုလှမ်းယူလိုက်၏။ထို့နောက်ရှေ့တွင်ရှိသည့်အမှုတွဲပေါ်တွင် အပြစ်မရှိဟုရေးချလိုက်လေတည်း။ဂျပန်စာရေးဆရာရှိကာနာဝယာ၏ The Death of the Knife Thrower's Wife ကိုပြန်ဆိုသည်။ ဟုတ်ကဲ့ပါရှင်။ဆရာကြီးမြတ်တန်းသိရဲ့ဓာဆရာဟန်ဆိုတဲ့ဝိထုတို့လေးရတော့ဒီမှာပဲဆုံးသက်သွားခဲ့ပါပြီရှင်။နားစင်အားပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမ်းမာပေးကင်းကြပါစေ။